မင်္ဂလာပါရှင်။ Zamini Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြင်းချံမြို့နယ်တလုံးမြို့ကသုံးပန်လအမိရတဲ့ဖျားသမိုင်းလေးကိုတင်ဆက်ပေးပါရစေရှင်။ ုံးမန်လဇေဒီဟာမန္တလေးတိုင်းဒေသကြီးမြင်းချံမြို့ရဲ့မြောက်ဖက်ခွနမိုင်အကွာတလုံးမြို့ဒေးရွာမှာရှိပါတယ်။မြင်းချံမြို့ကနေသွားမယ်ဆိုရင်သွားလာရလွယ်ကူတာပေါ့အချိန်နာရီဝက်ဝန်းကျင်လောက်ပဲကြာပါတယ်။တောင်ဘက်ဆောင်းနှမ်းမော်ဦးမှာတော့ချင်းသိကြီးနှကောင်ရှိပါတယ်။မြို့ကြီးကုန်းမြောက်ဖက်မင်္ဂလာကံတော်အတွင်းမှာတည်ရှိ၍ညံတော်166ပေရှိပါတယ်။၄000အုပ်ခုံပေါ်မှာပြည်စရန်ခံ၍ခေါင်းလောင်းပုံဇေဒီပေါက်ထားပြီးပြည်စရန်50ရှိပြီးအောက်ဆုံးပြည်စရန်ဤတောင်လေးတောင်မှာချင်းသိတကောင်စီရှိပါတယ်။ပြည်စရန်အဆင့်ဆင့်ရှိတဲ့ဇေဒီအရန်မောင်းကလည်း 65စုရှိပါတယ်ပစ္စည်းအများပေါ်ကိုတက်မယ်ဆိုရင်အရက်လေးမျက်နှာမှာနက်လီကားတစ်စီးစီရှိပါတယ်ထိုစည်ဒီကိုတော့တိရိဓမာအာတော့ကာမင်းကြီးကတည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်တိရိဓမာတော့ကာမင်းကြီးရဲ့74စုတော်ဖရားထဲမှာသုံးပန်လာစည်ဒီရာလဲတစုပါဝင်ဖြစ်ပါတယ်သုံးပန်လာစည်ဒီဟာတန်တောင်9တောင်၈သမ3ပေရှိလောက်ဘန်ဘူးကမထောစည်ဒီအားသဒနာနဲ့985ခုနဲ့မှာပြူစောထီကရွှေထီ9ဆင်းဖြင့်မွမ်မန်တိဆောက်ခဲ့ပြီးတပ်ပေညုဟုပွဲမြီဆက်ကတ်ခဲ့ပါတယ်သဒနာနဲ့1660ခုနဲ့မှာတော့နရ ပတိစီသူမင်းကရွှေထီကိုစဉ်တန်လှုံမွမ်းမံခဲ့ပါတယ်။တန်မူလဇေဒီလို့ဘွဲ့အမည်ကခဲ့ပါတယ်။သာသနာ1969ခုနှစ်မှာတော့နှထောင်းများမင်းဇေယသင်္ခါကထီတော်စစ်တဆင်ဖြစ်တင်ရင်းမွမ်းမံခဲ့ပါတယ်။သုံးမန်လာဘွဲ့အမည်ဖြစ်ကတ်လူခဲ့ခြင်းဖြစ်ပါတယ်။သာသနာ2188ခုနှစ်မှာတော့ငလျင်တန်းကြောင့်ပြုတ်ပြက်ခဲ့တဲ့ဖြင့်တာလွန်မင်းကပြုတ်ပြင်တိဆောက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာ2388ခုနှစ်မှာငလျင်တန်း2454ခုနှစ်မှာမိုးချိုးထံတွေကြောင့်အနှဲငယ်ပျက်စီးခဲ့တဲ့ဖြင့်ခေဆက်ဆက်ပြုတ်ပြင်လာခဲ့ကြတာပဲ။ ဖြစ်ပါတယ်။ဇေဒီတော်ဝင်းအတွင်းမှာလည်းပြည်လုံးချမ်းသာဖခင်၊ရှင်ပင်ပေါင်းလောင်းဖခင်၊ခြေတော်ရာဖခင်၊ဇေဒီတောင်ဖခင်တို့ကိုကြီးညိုပွဲဖူးမြင်နိုင်ပါတယ်။လိလာစရာတွေအပြင်ကျွန်းနိုင်လုံးကြီးများနဲ့တည်ဆောက်ထားတဲ့ဆောင်းနှက်များနဲ့နိုင်ရန်စေးရေးပကြီးလက်ရာများအတိတ်ထံပြုဆူတောင်းရာဆင်ဖြူတော်ရုပ်ထုနဲ့ပြုခိလက်ရာအိုကြီးတွေမြို့ဝင်မင်းရာစတကြံအုံပြုခဲ့တဲ့ကဒင်းနဲ့ဘုဒ္ဓဝင်ရုပ်ထုတွေတမိုင်းဝင်ကြောက်စာယုံတို့ကိုလိလာတွေ့ရှိနိုင်ပါတယ်။ ဖျားဖူးများနားနေလို့ရအောင်ကတဲ့နဲ့ဇရက်အဆောင်တွေအများအပြားဆောက်လုပ်ပေးထားတာကလည်းသုံးမန်လဇေဒီရဲ့ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။ရှေးမင်းအဆက်အဆက်ပြုမြင်မှုမှန်ခဲ့တဲ့သုံးမန်လဇေဒီတော်ဟာဆိုရင်ရဲတိုင်ကျေးရွာ၊တလုံးမြို့ကျေးရွာ၊မြောက်ရွာလေးကျေးရွာ၊မြို့ကြီးကောင်းကျေးရွာစတဲ့အရွာလေးရာရဲ့အထွတ်မြတ်ထားအထွတ်အမြတ်ထားရာဇေဒီတစုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့မြင်းချံမြို့ကိုရောက်ခဲ့လို့အခအခွင့်သင်ခဲ့ရင်တလုံးမြို့ကျေးရွာကသုံးမန်လဇေဒီကိုသွားရောက်ဖူးမြော်ပါအောင်လို့အကြံပေးပါရစေ။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်သမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။